ားတို့သမီးတို့ရေမင်္ဂလာပါဒီနေ့ သားတို့သမီးတို့ကိုတတိယရံမြမစာဖတ်စာမအခန်းလေးစာဖတ်ခန်းကိုတွားကရဲဘခုတုတရှာကြမယ်ဆိုရဲခေါင်းစင်မှာပါဝင်တဲ့ငါစာဖတ်ခန်းကိုတွားကြမယ်ဆိုရဲသင်ခန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်သားတို့သမီးတို့စာဖတ်ခန်းဆိုတာသိကြလား ဇာဖတ်ခန်းဆိုတာဇာဖတ်တဲ့အခန်းကိုပြောတာနော်ဇာဖတ်တဲ့အခန်းမှာဘာတွေရှိရမလဲဇာဖတ်ရမယ့်စာအုပ်တွေရှိတာပေါ့ဒါတို့သမီးတို့ရေတတိယရန်မြန်မာစာဖတ်စာအုပ်စာမျက်နှာ44မှာရှိတဲ့ဇာဖတ်ခန်းကိုသွားကြမယ်ဆိုတဲ့သင်ခန်းစာမှာပါဝင်တဲ့ပုံလေးတွေကိုကြည့်လိုက်ကြအောင်နော်ဇာဖတ်ခန်းကိုသွားကြမယ်ဆိုတဲ့အတိုင်းပဲပုံထဲမှာဘာတွေတွေ့လဲစာအုပ်တွေတွေ့တယ်ဟုတ်တယ်စာအုပ်တွေတွေ့တယ် ဆာအုဒီကိုတင်ထားတဲ့ဆင်းတွေကိုလည်းတွေ့ရတယ်နော်။ဆာအုဒီထိုင်ဖက်နေတဲ့ចောင်းသားចောင်းလူတိုင်းကိုလည်းတွေ့ရတယ်။ဆရာမကိုလည်းတွေ့ရတယ်။အပေါ်မှာဆိုရင်စကားပြောနေကြတဲ့ចောင်းလူចောင်းသား၄ယောက်ကိုလည်းတွေ့ရတယ်။သူတို့တွေဘာတွေပြောနေတာလဲ။ဘာတွေလုပ်နေကြတာလဲ။ဘာတွေလုပ်နေကြတာလဲလို့လည်းထင်တယ်လေ။ပထမဦးဆုံးចောင်းသားလေးကဘာပြောတာလဲ။အလားချိန်မှာစာအုပ်တွေသွားဖတ်ကြရအောင်လို့တငယ်ချင်းတွေကိုပြောလိုက်တယ် ဲဒီတော့သူ့ဘေးမှာရှိနေတဲ့ចောင်းသူလေးကဘာပြောလဲဘယ်မှာသွားဖတ်မှာလဲနောက်ဆုံးចောင်းသားလေးကစာဖတ်ခန်းမှာစာအုပ်တွေအများကြီးရှိတယ်လို့ပြောတယ်အဲ့ဒါဆိုရင်တို့တွေကစာဖတ်ခန်းမှာစာဖတ်မယ်လို့ပြောနေကြတာပေါ့နော်နောက်ဖတ်စာအုပ်မှာပါတဲ့ပုံလေးမှာဆရာမကပြောနေတဲ့ပုံလေးဆရာမကဘာပြောတယ်လဲဖတ်ကြည့်ရအောင်ចောင်းမှာစာဖတ်ခန်းလေးတွေရှိတယ်စာဖတ်ခန်းဆိုတာ ကလေးတို့ဖတ်ခြင်းတဲ့စာအုပ်တွေအများကြီးရှိတဲ့နေရာလေးပေါ့အဲ့ဒီမှာကတ်တွန်းဂျာနယ်ပုံပြင်ရုပ်ပြမဂ္ဂဇင်းကဗျာနဲ့ဘ ഹു တုဒ္ဒရာစီရဲ့စာအုပ်တွေလည်းရှိတယ်ဆရာမကပြောတယ်နော်အဲ့မှာသားတို့သမီးတို့ကဖတ်ပြတယ်စာဖတ်ခန်းဆိုတာက စာအုပ်တွေအများကြီးရှိတဲ့နေရာကိုစာဖတ်ခန်းလို့ပြောတာကျောင်းတိုင်းမှာ စာဖတ်ခန်းလေးတွေရှိတယ်အဲ့ဒီစာဖတ်ခန်းလေးတွေမှာသားတို့သမီးတို့ ဖတ်လို့ရတဲ့စာအုပ်တွေအများကြီးရှိရယ်။ဘာစာအုပ်တွေရှိတယ်လဲဆိုရင်ကတ်တွန်းစာအုပ်တွေ၊ဂျာနယ်စာအုပ်တွေ၊ပုံမြင်စာအုပ်တွေ၊ရုပ်ပြစာအုပ်တွေနဲ့မဂ္ဂဇင်းစာအုပ်ကလေးတွေ၊ကြပြာနဲ့အခြားဘဝတုဒ္ဒရစေတဲ့စာအုပ်တွေရှိရယ်။နော်။ဘဝတုဒ္ဒရစေတဲ့စာအုပ်တွေရှိရယ်။ဥပမာဘဝတုဒ္ဒရရယ်ဆိုတာဟာစကပုံလေးတွေရေးထားတဲ့စာအုပ်ဒါတို့သမီးတို့စကပုံလေးဖတ်ဘူးတယ်။အဲ့ဒါဆိုလေဘဝတုဒ္ဒရရတာပဲ။ ်။ Now မြန်မာနိုင်ငံမှာရှိတဲ့တမိုင်းဝင်တဲ့သူရဲကောင်းအကြောင်းတွေကိုရေးထားတယ်။အဲဒါဆိုလဲဘဟုသူတရစေတယ်။ Now ကမ္ဘာတမိုင်းဝင်တဲ့ပုဂ္ဂိုလ်ကြီးရဲ့အကြောင်းကိုလည်းရေးထားတယ်ဆိုတဲ့စာအုပ်ကိုဖတ်ရင်ဘဟုသူတရတာပဲ။ Now ရာသီဥတုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုရေးထားမယ်။ဆိုလို့ရှိရင်အဲ့ဒါဟာဘဟုသူတရစရာစာအုပ်ကအများကြီးပဲရှိတယ်။ကတ်တွန်းစာအုပ်ဆိုတာကတော့ကလေးတို့သိကြတဲ့အတိုင်းပဲ။သားတို့သမီးတို့ကလည်းအရန်ကိုနှက်တက်တယ်။ဘာကြောင့်ကတ်တွန်းကိုနှက်တက်တာလဲဆိုတော့ အဲ့မှာရေးထားတဲ့အကြောင်းအရာတွေစောက်ဒီမှာအော်ကတ်တွန်းလေးတွေနဲ့ပုံလေးတွေနဲ့ပျော့ပျော့ပြီးတော့ရေးနေတယ်ဆိုတော့သားတို့သမီးတို့ကတော့အရန်ကိုကတ်တွန်းဆိုတာလည်းတည်တယ်ကတ်တွန်းကိုလည်းနှက်တက်တယ်။နောက်ဂျာနေဂျာနေဆိုတာက ဖြစ်ပေါ်နေတဲ့သတင်းတွေအစုံเนาะရေးထားတဲ့စာအုပ်ဖြစ်တယ်။เนาะအဲ့တော့ဂျာနေတွေကိုလည်းလူကြီးတွေကဖတ်ကြတယ်เนาะနောက်ပုံပြင်ပုံပြင်ဆိုတာလည်းသားတို့သမီးတို့သိပြီးသား ပုံမြင်ဆိုတအားတို့သမီးတို့အရွယ်လေးတွေနော်အာတအားတို့သမီးတို့ခလေးအရွယ်လေးတွေမှာဆိုရင်ပုံမြင်လေးတွေကဟိုအရန်ကိုကြိုက်နေတတ်တယ်နော်အာစိတ်ဝင်စားအောင်လဲဇလန်းတွေကရေးဖွဲ့ထားတယ်နော်အဲ့ဒါကြောင့်မို့ပုံမြင်လေးတွေလည်းကြိုက်မယ်အာရုပ်ပြစာအုပ်ဆိုတာကတော့ရုပ်ပုံလေးတွေထည့်ထည့်ပြီးတော့ရေးထားတဲ့စာအုပ်နောက်မဂ္ဂဇင်းမဂ္ဂဇင်းဆိုတာကအဲ့မဂ္ဂဇင်းထဲမှာရုပ်ပုံလေးတွေလည်းပါမယ်ကြပြားတွေလည်းပါမယ်စောင်းမားတွေလည်းပါမယ် ဝတ္ထုတွေလည်းပါမယ်အမှုပညာအကြောင်းတွေကိုလည်းပါမယ်เนาะဂီတအကြောင်းတွေဆိုလည်းပါမယ်အဲ့လိုအစုံပါတဲ့စာအုပ်တွေဆိုရင်မဂ္ဂဇင်းလို့ခေါ်တာကဗျာတွေရေးထားတဲ့စာအုပ်ဆိုလို့ရှိရင်လည်းကဗျာတွေပါတဲ့စာအုပ်ဆိုရင်ကဗျာစာအုပ်တွေလည်းရှိတယ်အဲ့လိုဖတ်ချင်စရာကောင်းတဲ့စာအုပ်တွေအများကြီးရှိတဲ့နေရာကိုစာဖတ်ခန်းလို့ခေါ်တာเนาะအဲ့စာဖတ်ခန်းကိုနောက်တစ်မျိုးစာကြည့်တိုက်လို့လည်းပြောတယ်เนาะအဲစာအုပ်တွေဖတ်လို့ရတဲ့နေရာမှာ နော်စာဖတ်ခန်းလို့ပဲခေါ်တယ်စာကြည့်တိုက်ကိုလည်းစာဖတ်ခန်းစာဖတ်ခန်းကိုလည်းစာကြည့်တိုက်လို့ခေါ်တယ်အဲ့တော့စာအုပ်တွေကိုလည်းအဲစာကြည့်တိုက်တို့စာဖတ်ခန်းတို့မှာဆိုစာအုပ်တွေကိုလည်းရွေးချယ်လို့ရတယ်နော်ဟာငှားပြီးလို့လည်းဖတ်လို့ရတယ်နော်ကိုကပုံရင်စာအုပ်ကိုဖတ်ချင်တယ်ဆိုရင်ဟာပုံရင်စာအုပ်ကိုဟိုငှားလို့ရတယ်ဟာရုပ်ပြစာအုပ်ကိုဖတ်ချင်တာလားကိုဖတ်ချင်တဲ့စာအုပ်တွေကိုဘာသာကိုရွေးချယ်ပြီးတော့လဲဖတ်လို့ရတယ်အဲ့လိုစာဖတ်ခန်းမှာဘွားပြီးတော့စာဖတ်မယ်ဆိုရင်လဲ နော်အဲစာဖတ်ခန်းရဲ့စီကန်းလေးတွေလည်းတားလို့သမီးတို့ကသိရမယ်နော်စာဖတ်ခန်းမှာဆိုလို့ရှင်အာစာအုပ်တွေကိုစုပ်ဖြဲလို့လည်းမရဘူးအတန်တွေကိုစူးစူးညံ့ညံ့နဲ့ပြောလို့လည်းမရဘူးနော်အဲစာအုပ်တွေကိုရိုးရိုးတည်တည်နဲ့ကင်တွဲဖတ်ရှုရမယ်စာအုပ်တွေကိုလည်းရွေးချယ်တဲ့အခါမှာလည်းဟာကုလိုချင်းတလို့ကုလိုချင်းတလို့မရွေးလို့မရဘူးစာအုပ်ကိုရွေးချယ်တဲ့နေရာမှာလည်းရိုးသေးစွာနဲ့ကင်တွဲပြီးတော့ရွေးချယ်ရမယ်စာဖတ်ခန်းမှာစကားတွေကိုကြဲကြဲလောင်လောင်မပြောရဘူး တူတူလေးနဲ့နှင်းနှင်းတသားလေးပဲပြောရမယ်နော်တိတ်တိတ်ဆိတ်ဆိတ်နဲ့စာဖတ်ရမယ်စာဖတ်ခန်းမှာစာဖတ်ပြီးသွားပြီဆိုရင်ကိုဖတ်ပြီးထားတဲ့စာအုပ်ကိုယူထားတဲ့နေရာမှာသွားပြန်ပြီးတော့ထားပေးရမယ်နော်ဥပမာကိုကကတ်တုန်းစာအုပ်ဖတ်တယ်ဆိုရင်ကိုရေးချယ်ထားတဲ့ကတ်တုန်းကိုကတ်တုန်းစာအုပ်ထားတဲ့နေရာမှာပဲပြန်ပြီးတော့ထားရမယ်နော်စာဖတ်နေတဲ့အချိန်မှာစာအုပ်တွေကိုရေရိုသေး၊ကန်တွဲပြီးတော့ဖတ်ရှုရမယ်။စာဖတ်ခန်းမှာလိုက်နာရမယ်၊တတိပြုရမယ်အချက်တွေကိုလည်း စီကန်းတွေကိုလည်းတည်တည်ချာချာလိုက်နာကြရမယ်နော်အဲ့လိုမျိုးစာဖတ်ခန်းမှာကိုကစာဖတ်ပြီးသွားပြီဆိုရင်ကိုတငယ်ချင်းကိုကိုကစာဖတ်ခန်းထဲမှာငါဘာစာအုပ်တွေဖတ်ခဲ့တယ်အဲ့ဒီစာအုပ်ကအရန်ကိုကောင်းတာပဲအဲ့လိုလေတယောက်နဲ့တယောက်ဆွေးနွေးလို့ရတယ်ငါကဘာစာအုပ်ကိုဖတ်တယ်မင်းကတော့ဘာစာအုပ်ဖတ်တယ်အဲ့ဒီစာအုပ်တွေတဲကဘာအကြောင်းအရာတွေကိုမှတ်မိတယ်လဲတကယ်လို့ပုံမြင်စာအုပ်ဖတ်ပြီးခဲ့ပြီဆိုရင် ပုံမြင်ပါတဲ့အကြောင်းအရာတွေကိုဆွေးနွေးပြောချင်လို့ရတယ် တယောက်နဲ့တယောက်လည်းဆွေးနွေးပြီးတော့ပြောလို့လည်းရတယ်။အဲ့တော့စာဖတ်ခန်းဆိုတာဟာเจ้ามาเบ้สาผักคันရှိတာမဟုတ်ဘူးเนาะအိမ်မှာပဲနေနေအိမ်မှာနေရင်လဲအာစာအုပ်တွေဖဖေးတွေမေမေတွေရဝယ်ပေးထားလို့စာအုပ်တွေဖတ်ရတယ်အဲကိုနေတဲ့ရရဒေသတွေမှာဆိုလို့ရှိရင်လဲစာအုပ်တွေထားရှိတဲ့စာဖတ်ခန်းလေးကိုတွားပြီးတော့စာဖတ်လို့ရတယ်เนาะအဲ့တော့စာဖတ်တဲ့အခါမှာကိုဖတ်တဲ့စာအုပ်ရဲ့နာမည်ကိုလဲမှတ်ထားရမယ် ဘာအကြောင်းအရာတွေရေးထားလဲဆိုတာကိုလည်းသိထားရမယ်ပြောပြတတ်ရမယ်တကယ်ချင်းမှာအချင်းချင်းနဲ့လည်းအပြန်အလှန်ဆွေးနွေးပြီးတော့လည်းပြောလို့ရတယ်ဒါကြောင့်မလို့စာဖတ်ခန်းမှာစာကြည့်တိုင်းမှာစာအုပ်တွေဟာပြောစရာ အရန်ကိုကောင်းတာပဲဆိုတာကိုလက်တွေ့တွေ့ရပြီเนาะအဲ့တော့သားတို့သမီးတို့ဟာစာဖတ်ခြင်းအဖြစ် ကိုမသိသေးတဲ့အကြောင်းအရာတွေเนาะကိုသိပြီးရအကြောင်းအရာတွေကိုထပ်တိုးပြီးတော့သိရတယ် ဒါကြောင့်မလို့စာဖတ်ခန်းမှာသွားပြီးတော့စာဖတ်မယ်ဆိုတဲ့သင်ခန်းစာ သားတို့သမီးတို့အတွက်ဘယ်လိုလုပ်ရမလဲဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အတွက်ကြောင့်အသည့်တရားတွေတိုးတဲ့အတွက်ကြောင့်သားတို့သမီးတို့လည်းစာဖတ်ခန်းမှာစာသွတ်ဖတ်ရမယ်ဆိုတဲ့သင်ခန်းစာလေးကိုတီချဲကရှင်းပြပြောပြပြီးပြီပို့လို့သားတို့သမီးတို့လည်းတိရှိလောက်ပြီးသွားပြီးအဲ့တော့နောက်တစ်ချိန်စာသင်ချိန်မှာပြန်ပြီးတော့တွေ့ကြမယ်နော်